ပေးတယ်တို့ယူတယ်တို့ဆိုတဲ့နေရာမှာအပေးပဲကောင်းတယ်အမှန်တော့ကိုတီတာပေးနိုင်သူဖြစ်ရပါလို့ဤလို့အမြဲတမ်းဆုတောင်းတယ်ပေးရတဲ့သူပေါ်ပါတယ်ယူတဲ့သူအတွက်ကလေးတယ်တစုံတယောက်စီကတစုံတရာယူထားပြီးပြီဆိုရင် ကိုဘဝမလွတ်လပ်တော့ဘဝအတွက်အောင်မြင်ခြင်းလို့ဆိုပြီးအကူအညီတွေယူထားမင်းနည်းနည်းယူထားမင်းနည်းနည်းလောင်းရိပ်မိတယ် များများယူထားမိရင်တော့တတလုံးကြွန်တာတာဖြစ်သွားတာကိုယ်တိုင်လည်းကြုံရတယ်။ပတ်ဝန်းကျင်မှာလည်းအများကြီးတွေ့ရတယ်။အဲ့ဒီတော့ယူရာတွေဟာအကျွေးပြန်ပြန်ဆက်ရပါတယ်။အဲ့ဒီမှာမှ သူတပားမပေးသောပစ္စည်းတွေမပေးတာကိုယူတာခိုးတာပဲ။အဲ့ဒီမပေးတာတွေကိုယူတယ်မတရားသောနေ့တွေနဲ့ယူတယ်။တစ်ဖက်သားရဲ့ချွေးသွေးနဲ့ ကြိုးစားထားတဲ့အရာတွေကိုအချောင်ယူခြင်းတည်းရအောင်လဲယူတယ်ယူပြီးတော့သုံးဆောင်တယ်အဲ့သုံးဆောင်တာ အမှန်တော့အကျွေးယူသုံးလိုက်တာခိုးဝက်ပြီးတော့သုံးဆွဲတဲ့သူတွေမတရားသောနှီးနဲ့သူတစ်ပါးပစ္စည်းကိုသုံးဆွဲတဲ့သူတွေဟာအပေးပဲနဲ့ယူလိုက်တဲ့အတွက်ကြောင့်အကျွေးတွေဖြစ်ကုန်တယ်အဲ့အကျွေးကိုတမလုံးမှပြန်ဆက်ရတယ်ဒီဘဝမှာလည်းပြန်ပေးဆက်ရပါတယ် ိတ်မသိတာကြလို့ယူထားတဲ့အရာတွေကယောဂမျိုးစုံဖြစ်ပြီးတော့တော့လကောင်းလူမှုရေးကိစ္စတွေပြဿနာတွေပေါ်လို့တော့လကောင်းပြန်ကုံသွားတတ်ကြတယ်မတရားသောနှီးနဲ့ရတဲ့အရာတွေကမတရားသောနှီးနဲ့ပဲပြန်ကုံတတ်တယ်ဒီမှာတည်းမပြတ်ပဲနဲ့တန်တရာမှာအကျွေးပြန်ဆက်ရတယ်ဒါကြောင့်အကျွေးတင်မခံနဲ့သူစေရနာပါပါပေးတဲ့အရာတော်မှ ထိုက်တန်စွာ တခုခုပြန်လှုပ်ပေးနိုင်မှယူကြစားကြအလှူတွေမှာတော့မှအလှူအိမ်သွားစားပြီလို့ရှင် တရားတော့နာသွားရတယ်တရားနာမသွားပြန်တဲ့စားရုံတက်တက်သွားလို့စွားစားတဲ့အခါအကျွေးတင်တယ်လို့ရှေးလူကြီးတွေပြောတာ အမှန်တော့ယုတ်တိကြတယ်စားရုံမဲ့သွားစားတာသူဒီစားထိုက်တော့တခြားကုသိုလ်ဘာမှလုပ်မသွားဘူးအဲ့ဒါတွေကအကျွေးပြန်ဆက်ရတယ်ကိုလေလို့စားလိုက်ရတယ်ပဲပြောပြော ပါနဲ့လို့စားလိုက်ရတယ်ပဲပြောပြော မထိုက်တန်တာကိုစားမိရင်တော့တန်တရာမှာပါအကျွေးဆက်ရပါတယ်အဲ့အကျွေးဟာခါဆက်ပါတယ်အဲ့အကျွေးဟာကြောက်စရာကောင်းပါတယ်မထိုက်တန်တာမစားကြပါနဲ့